အားလုံးပဲမိင်္ဂလာပါ UK Mastery ရဲ့ Facebook နဲ့ YouTube Channel ကနေជួសុបပါတယ် Champion Bay တက်တီအားလုံးလည်းမိင်္ဂလာပါဆိုတော့ Ellen Haaland နဲ့ Norway အသင်းကအခုလက်ရှိမှာကမ္ဘာဖလားခြေစပွဲအောင်ဖို့ကတေချာတလောက်ရှိပြီလို့ပြောလို့ရပြီမယ်သူတို့လုံးဝမမျော်လင့်တဲ့ goal score တစ်ခုဖြစ်ပြီဆိုတော့သူတို့ခြေစပွဲမအောင်ဘူးပေါ့လေဒါမဲ့အဲ့ဒါလည်းမဖြစ်မှမဖြစ်နိုင်တာဒါအခုလက်ရှိနေထားရာ နော်ဝေးအသင်းကမနေ့ကကစားသွားတဲ့ World Cup Qualify ပွဲအပြီးမှာသူတို့သင်းရဲ့ဒါဘယ်လိုပြောမလဲခြေဒီအနေအထားကမဖြစ်သွားလဲဆိုတော့ခြေစွဲအောင်ဖို့တည်ကြတော့ဖြစ်သွားတယ်။နော်ဝေးကသူတို့မနေ့ကသူတို့လှုပ်လှုပ်ရမယ်ဆိုတော့သူတို့အသင်းကအိမ်ကွင်းမှာ Estonia ကို၄ဂိုးတကိုးနဲ့နိုင်လိုက်တယ်။အဲ့နိုင်ပွဲကြောင့် Italy ကဟိုဘက်မှာ Modoba ကို၂ဂိုးပြတ်နဲ့နိုင်တာတော့မှနော်ဝေးအသင်းကဒါ Yaman Dessert တမန် Italy ကဘယ်လိုပြောမလဲ ရမတ်ဒါအီတလီကရမတ်ဆက်ရှင်မတ်နဲ့သူတို့နှစ်သိန်းကြားမှာလုံးဝကို၃မှတ်ပဲကွာခြားပေးမယ်နှစ်သိန်း good different ကအကွာကြီးဆိုတော့ကျွန်တော်နားလည်ထားတာက hard to have ပုံစံပုံပူနှစ်သိန်းထိတ်တိုက်ဆုံတို့ရဲ့ hard to have ပုံစံ hard to have ပုံစံဖြစ်တယ်ဆိုတော့ norway is what အောင်ဖို့ကြံသေးတယ်အဲ့ဒါပါလဲဆိုတော့ norway ရဲ့ပထမချော်တော့က luciano spalletti ရဲ့အီတလီကို၃ဖို့ပြန်တဲ့ offflow မှာနိုင်ခဲ့တာဒါပေမဲ့သူကဥရောပဆုံးခြေစပွဲက go different ကိုကြည်တာဖြစ်တဲ့တော့ hard to hammer ဘူးဆိုတော့ norway နေနဲ့နောက်ဆုံးပွဲမှာ italy ကို go ပြတ်ရှုံးရင်တောင်မှကမ္ဘာဖလားခြေစပွဲကို1998နောက်ပိုင်းပထမဆုံးခြေခြေစပွဲအောင်ွင့်ရမယ် go ပြတ်ရှုံးခဲ့ရင်တောင်မှပေါ့လေဒါကမ္ဘာဖလား norway ကနိုင်ငံတော်ပြိုင်ပွဲကြီးကို euro 2000 2000မှာနောက်ဆုံးပြိုင်ခဲ့တာဖြစ်တယ်98ကမ္ဘာဖလားယူရို2000မှာနောက်ဆုံးပြိုင်ခဲ့ပြီးတော့ဒါဟာသူတို့တမိုင်းတစ်လျှောက်ပထမဆုံးကြိမ်28နှစ်အကြာမှာဝိုးကက်ချေစပွဲအောင်မယ်မာတင်အိုဒီကတို့နောက်အလက်ဇန္ဒားဆာလိုတို့ဒါဒီဘက်ကအဲလင်ဟာလန်အော့စကာပေါ်တို့ဆန်တဘတ်တို့အာယာတို့တကယ့် quality ပေါ်လေနောက်ဒီထဲမှာမှဒါဆန်လာဆင်ဆိုတဲ့ဝူဖာဟန်တန်တိုက်စစ်မှုတွေပါသေးတယ်ဆိုတော့နော်ဝေးတို့ကကျင်းနေစရာဖြစ်တဲ့ချိန်မှာအီတလီနဲ့နော်ဝေးကြမှာနော်ဝေးက ဒါခုနှစ်ပွဲကစားခုနှစ်ပွဲနိုင်33ဂိုးသွင်း4ဂိုးပြန်ပေး good different 29ဂိုးအီတလီကဒါလီနီးပြဒီကတူဆိုလက်ထက်မှာ5ပွဲကစား5ပွဲနိုင်တယ်ဒါပေမဲ့ဒါ total အဖြစ်ပွဲ6ခုနှစ်ပွဲမှာ6ပွဲနိုင်တဲ့ပွဲရှုံးရာဂိုးသွင်းဂိုး20ပေးဂိုး8ဂိုးရမ်း78ပဲဒါပေမဲ့ good different က79ဟိုက29ကို79ကိုกว่าတယ်ဆိုတော့ ိုက်ဆက်ခွန်းကိုကွာတဲ့ကွာဟာချက်မှာနော်ဝေးဟာအီတလီကိုနောက်ဆုံးပွဲမှာဂိုးပြက်ဘလောက်ထိရှုံးလို့ရတယ်တကိုးရှုံးလို့ရတယ်နှစ်ကိုးရှုံးလို့ရတယ်သုံးကိုးရှုံးလို့ရတယ်လေးကိုးငါးကိုးခြောက်ကိုးခုနှစ်ကိုးရှစ်ကိုးရှစ်ကိုးပြက်ထိရှုံးလို့ရတယ်တကယ်လို့နော်ဝေးကရှစ်ကိုးပြက်ရှုံးရင်အီတလီကထားပါတော့အင်ဂျာမင်နဲ့နော်ဝေးကို8-0နဲ့တိုင်ရင်အီတလီဟာဂိုးဒစ်ဖရန့်20ဖြစ်သွားမယ်နော်ဝေးက21ဖြစ်နေအောင်ပါတာနေအောင်ပါဆိုတော့နော်ဝေးကအီတလီကို6-0ပြက်ရှုံးမှပဲ ကမ္ဘာဖလားခြေစပွဲမအောင်ပဲနဲ့ပလေးအိုကိုသွားမယ်ဆိုတော့ပြောချင်တဲ့ချက်ကအီတလီအတွက်တော်တော်လေးကန်ဆိုးတယ်လို့ပြောရမှာဘာကြောင့်လဲဆိုတော့အဲ့လောက်ကောင်းအောင်သူတို့ဆွမ်းဆောင်ခဲ့ပုံမှန်အဖြစ် AD World Cup Qualify မှာဒါဘယ်လိုပြောမလဲဒါ World Cup Qualify မှာအီတလီအဲ့လောက်ထိလုတ်ပြတာရှားတယ်ဒါအရင်တုန်းကဆိုရင်ဒါသူတို့လုတ်ပြတဲ့ဒီဆွမ်းဆောင်ရည်တွေကြည့်လို့ရှိရင်ဒီလောက်ထိမဟုတ်ဘူး ဒါပေမဲ့ဒီဒီချိန် World Cup Qualify မှာအီတလီဟာတော်တော်ကိုလုံးပြနိုင်ပါရဲ့နဲ့ Norway ရဲ့ Swansea ကြီးကကြောက်ဖို့လန့်ဖို့ကောင်းတဲ့အချိန်မှာအီတလီအတွက်လုံးဝကိုကန်ဆိုးသွားတယ်အခုဆိုရင်ဒီ European Zone ကနေတခြားအသင်းတွေနဲ့အတူ Norway ရဲ့ Chess ပွဲအောင်ဖို့များပြီဆိုတော့အီတလီနေနဲ့ Norway ကိုကိုကိုပြတ်နိုင်ဖို့လည်းမဖြစ်နိုင်ဘူးဖြစ်နိုင်ချေရှိတာကိုကိုပြတ်ကလည်းဘယ်လိုမှမဖြစ်နိုင်ဘူးဥမာထားပါတော့နှစ်ယောက်ထုတ်ခံရတာလို့ပနေဒီဒီပေးခံရတာအဲ့လိုမျိုးတွေ၁၁ယောက်၉ယောက်ကစားတာ၁၁ယောက်၈ယောက်အဲအဲ့လိုပုံစံမျိုးကလွဲရင် ဘလုံးမှမဖြစ်နိုင်ဘူးဒါအိမ်မက်ဆန်တယ်ဆိုအီတလီဟာ playoff အဆင့်ကိုသွားရမယ်အဲ့ playoff အဆင့်ကိုရောက်တယ်အခုလောလောဆယ်မှာ Albania က playoff အဆင့်ကိုရောက်လာတဲ့အချိန်မှာဒါအီတလီဟာဒီကအုပ်စု A B C D E F G H I J K L ဆိုစရာ7သင်းရှိတယ်အုပ်စုတူတရရတဲ့7သင်းကိုဟိုဘက်က Nation League ကလာတဲ့၄သင်းနဲ့တူတူပေါင်း16သင်းရှိမယ်16သင်းကိုသူတို့က playoff ပုံစံပြန်ခွဲမယ်အဲ့ဒါကတော့၄သင်း၄သင်း၄သင်းတော့ လေးသိန်းကိုလေးသိန်းကိုလေးဘွဲ့ခွဲလိုက်ပါပြောချင်တာဗျာဖက် A မှာဒါအုတ်စု A သဘောမျိုးပဲအုတ်စု A မှာ semi final တက် semi final နှစ်အဲ့ထဲကနေအဲ့လေးသိန်းထဲကတသိန်းပဲတက်မယ်ပြီးရင်အုတ်စု B မှာလေးသိန်းရှိမယ်တသိန်းပဲတက်မယ်အဲ့ဒါက semi final system နဲ့တွားမှာအုတ်စု C မှာတသိန်းပဲတက်မယ်လေးသိန်းနဲ့တသိန်းတက်မယ်ဆိုတော့အဲ့ diet ချစ်အဲ့စုစုပေါင်း16တင်းရတယ်သူ၄တင်းပဲတက်လာမယ်ခုနအောင်နဲ့17တင်းနဲ့၄တင်းနဲ့ total 16တင်း2026 World Cup Chase ပွဲအောင်မှာဖြစ်တယ်ဆိုတော့ဒီနေရာမှာ Nation League ကလာနိုင်တဲ့အသင်း၄တင်းရှိတယ်အဲ့၄တင်းကဖြစ်နိုင်ကြီးရှိတာကအခုအုပ်စုအနေထားကိုကြည့်ပြီးတဲ့အချိန်မှာကျွန်တော်တို့ဗျာ Wales နဲ့ Chance ရှိတယ် Nation League ကနေတဆင့်လာနိုင်တဲ့ Czech Republic ရှိမယ် Romania ရှိမယ် Sweden ရှိမယ်ဘာလို့ဆိုအပေါ်ကအသင်းတွေအကုန်လုံးကလွတ်သွားမှာဗျာလွတ်သွားမှာဖြစ်တဲ့အကြောင်း Nation League ကိုကြည့်တဲ့အခါဖြစ်နိုင်ကြီးက Sweden ရယ် Romania ရယ် Czech ရယ် Wales ရယ် အဲ့လေးသင်းက possibility ကအကောင်းဆုံးအဲ့ဒါကူမှတသိန်းသိန်းလွတ်သွားမယ်ဆိုရင်သူတို့အောက်မှာမြောက်မက်ဆီဒိုနီးယားနဲ့နောက်တစ်ဖက်ကအိုင်ယာလန်ဒီမြောက်အိုင်ယာလန်အသီးသီးရှိတယ်ဆိုတော့အခုလောလောဆယ်အနေထားရဒါကတော့အခုလက်ရှိမှာ nation league ရဲ့ ranking ဒါ nation league ရဲ့ ranking ကပါနိုင်ချင်ရှိတယ်ဆိုတော့အီတလီအနေနဲ့ဒီဒုတိယရတဲ့အသိန်းတွေထဲမှာပွဲချက်ကြီးဖို့ရှိမယ်ဒါပေမဲ့ပြီးခဲ့တစ်ခေါက်လိုမျိုးမြောက်မက်ဆီဒိုနီးယားတို့ပေါ်တူဂီတို့လိုမကြဘူးဆိုရင်တော့အီတလီဟာဒီတစ်ချိန်မှာ get to so အတွက်ချေစပွဲပြအောင်ကိုဘာလို့ဆိုအီတလီချေစပွဲမအောင်တာ နှစ်ကြိမ်ရှိပြီ2014 2014မှာအုပ်စု2010မှာအုပ်စုပြီးတော့2018နဲ့22မှာခြေစဝတ်မအောင်တော့3ကြိမ်မြောက်ခြေစဝတ်မအောင်ဘူးဆိုတော့လုံးဝမဖြစ်သင့်တော့ဘူး၄ကြိမ် World Champion ဖြစ်တဲ့ Italy အနေနဲ့ Gattuso ၅ပွဲစက်တိုက်နိုင်ထားတယ် probably ကနောက်ဆုံးပွဲလည်းသူတို့နိုင်ကောင်းနိုင်လိမ့်မယ်ဒါပေမဲ့သူတို့အားလုံးက everything က match လာမှာကံပဲ playoff ကိုပဲအားဆိုင်ရတော့မှာဖြစ်ပြီးတော့ Italy ဟာ Norway ကိုဂိုးပြက်ဂိုးဂိုးဒိုင်းစရာအကြောင်းရှိပဲ playoff ကိုပဲတွားရတော့မှာပါအားလုံးကျေးဇူးတင်ပါတယ်